လောကမှာအစံကိုဆိုတာမရှိဘူးလားရှိတယ်။သူအတသူအစံကိုရရှိကြတာပဲ။အစံကိုဆိုတာအလုံးတစ်ခုဖြစ်အောင်လုပ်နိုင်တာအစံကိုပဲ။နော်။စာပေချန်ကမှာတကူဆယ်ပြို့တောင်ပြထားတာရှိတယ်။ဥမာပဲငတိအားတောင်းမှန်ခပ်ပြီးတော့ကောင်းရင်ကိုပြတ်တဲ့နာဒါလည်းတကူလို့ခေါ်တယ်။ အဲ့ဒါကိုကံမစိတ်တည်တယ်ကံငါပေးတယ်ကံကြောင့်ဖြစ်လာတယ်ဆိုတာငါကိုလို့ပြောတယ်နော်တင်းယုံငကြီးတရားဟိုအဝေးကြီးကနေပြီးတော့အပ္ပဒံဝေလန်တဲ့နေရာကသူတို့အစာကိုလမ်းမြင်နိုင်တယ်သူတို့ရဲ့မျက်စိစွာလူမျက်စိစွာတဲ့ကြီးမာတယ်နော်ဒရိစမေပဲအဲ့ဒါလည်းဆိုတာငါကိုပဲကံမစိတ်တည်လို့ခေါ်တယ်အဲ့ဒါတွေက တခုစီတခုစီလူတွေမှာတတော်အတိုင်းမှရှိကြတယ်အလိုပဲမင်္ဂလာပါတရားချစ်ခင်သူတော်စင်ညာအပေါင်းတို့စိတ်ချတာချင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလူတွေမှာရှိရှိတဲ့ဆတ်တကွာပါတော့ဆိုရင်အုံနောက်ပဲအတိညာမယ်နော်လူတွေရတာတဲ့အုံနောက်ကတရိစ္ဆာန်တွေမှာမရှိဘူး မရှိသည့်အတွက်ကြောင့်လူတွေကဒိဋ္ဌိအလုံးကိုချုပ်ကိုင်နိုင်တယ်။ဒါလည်းကမ္မစေတီလို့ခေါ်တာပဲနော်။အဲ့ဒီအစွမ်းတကူဟာအလုံးတကူပြည့်စုံအောင်လုပ်နိုင်တာ။ဒါတဲ့အဓိကအစွမ်းတကူလေးမျိုးကိုမှတ်ထားတဲ့။အဓိကအခုလို့အလူကြီးတကူလူပြစ်သွားတာဟာဘု து ကြောင့်လဲ။အစွမ်းတကူကဘယ်ဟာလဲလို့မေးရင် နံပါတ်၄ကစန္ဒလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကိုမိသားစု သာသမီတွေဒီကလေးတွေကိုလူအောင်မဲဆိုတဲ့စိတ်စန္ဒအဲ့ဒီစန္ဒကနေပြီးတော့စန္ဒဖြစ်လာလို့ရှိရင်ကိုရှာဝေစုဆောင်တာတဲ့ပစ္စည်းကိုမနှမြောဘူးစွန့်နိုင်သွားဓာတုရဲ့စွန့်ကောပဲနော်လူဆိုတာကိုရှာတာကိုစွန့်မှုစွန့်မတိုင်းခက်တယ်အဲ့တော့ di sanda jauh tu bisu sari seluruh aga sanda aga loba gua naik naik depo naik naik dah sanda ne loba sejai buai ma sanda aga loba gua ledu tu lai dia tu bobe ah no tu handa lu meja misteria le handa lu loba aga le handa lu meja kuye sanda ne terane pupau naik dia kajar lo lu dekup sih tuare အဲ့ဒီရတာကုသိုလ်ပဲဟောစန္ဒစန္ဒသည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ်လို့ဆိုတယ်နော်စန္ဒဝတ္တောကိဏ္ဍမကမ္မနာသစ္စတိလူတွေဟာစိတ်ဆန္ဒရှိလာပြီဆိုလို့ရှိရင်လောကတဲ့ကိုပြောင်းလုပ်နိုင်တယ်ပြောင်းလုပ်နိုင်တယ်ဒါကြောင့်စန္ဒရှိရင်အောင်မြင်တယ်စန္ဒကြည့်ရင်ပြည့်စည်တယ်လို့ဒီလိုပြောကြတာနော် အဲ့ဒီစိတ်ဆန္ဒရဲ့စွာအားနဲ့အလူပဲကိုလူနိုင်တယ်ရှင်ပြူနိုင်တယ်ကြောင်းလူနိုင်တယ်စသရာကုသိုလ်ကောင်းမှုတစ်ခုလုံနိုင်တယ်အဲ့ဒါဆန္ဒရဲ့တွန်းအားပဲဖြစ်တယ်နော်အကြောင်းရှာလိုက်တဲ့အခါအဲ့ဒါဆန္ဒဆန္ဒရှိသလိုနောက်ကဝိရိယဆိုတဲ့လုံလာတွန်းအားလည်းပါတယ်ဝိရိယတွန်းအားပါတယ်လို့စိတ်ဓာတ်ကြံ့ခိုင်မှုရှင်းရိုက်မသွားဘဲနဲ့ ကိုယ့်ရဲ့ဆန္ဒရှိတဲ့အတိုင်းအမြောင်လုံးနိုင်တာစိတ်တယ်အဲ့ဒါလေပါတယ်စိတ်တဲ့ခြံကိုက်မှုကိုကြောက်ပြုတ်ပြီးတော့နောက်ကနေပြီးတော့လှုပ်သင်းလှုပ်ထိုက်တယ်လို့သိမြင်တဲ့ဝိမန္တပေါင်းလိုက်တဲ့အခါကျတော့အောင်မြင်မှုရဲ့အကြောင်းလေးရလို့ခေါ်တယ်အောင်မြင်မှုရဲ့အကြောင်းလေးမျိုးနော်အောင်မြင်မှုရဲ့အကြောင်းလေးမျိုးကစန္ဒာဝိရိယစိတ်ဓာဝိမန္တ အဓိပ္ပာယ်၄ပါးလို့လည်းခေါ်တယ်ပဋ္ဌာန်းနဲ့ကြတော့အဓိပတိပစ္စယောလို့လည်းခေါ်တယ်နော်သူတို့ကတခါတည်းဥဆောင်သွားရင်ဉာဏ်နဲ့သုံးခုကနောက်ကလိုက်သွားတယ်ဆိုလိုတာကပူပေါင်းဆောင်ရွက်တယ်လို့ပြောတာနော်တခါကဥဆောင်ရင်တခါတည်းလှုပ်တာမဟုတ်ဘူးစန္ဒဖြစ်လာတဲ့အခါဝိရိယကအောင်မြောင်လှုပ်ပေတယ်စိတ်ဓာတ်ကနောက်မဆုံးဘူး ပညာနဲ့ဆင်ញင်ပြီးတော့လုပ်တယ်ကြက်နဲ့သုံးကပတ်ပိုးလိုက်တယ်အဲ့တော့စန္ဒရှိတယ်ယသဗျာလောင်းတောင်းဖျားဖြစ်ခြင်းနဲ့စန္ဒကြောင့်ဖျားဖြစ်တာလေဒီပြရိယာချင်းအကြောင်း၈မျိုးဆိုရတယ်မေစန္ဒပါတယ်အဓိကရောစာစန္ဒတကား ဖျားဖြစ်ခြင်းနဲ့ဆန္ဒအဲ့ဒီအချိန်မှာထွတ်ထိုက်ရောက်ထွတ်တိရောက်နေအထွတ်တိရောက်နေတယ်ဆိုတာဖျားဖြစ်ရမယ်ဆိုရင်ပါလို့ရလို့ရနော်ပါလို့ရလို့ရဖြစ်မယ်ဆိုရင်ပြောင်းလို့မအဲ့လောက်ထိအောင်ပြင်းထန်တာဆန္ဒကအဲ့လောက်ထိပြင်းထန်တဲ့ဆန္ဒကိုကြည်ပြီးတော့တိပင်္ဂရာမြတ်စွာဘုရားကဖြားလိုက်ပေးတာ အဲ့ဒါကပေးတာမဟုတ်ဘူးပြရိတ်ပေးတယ်ဆိုမဖြစ်သေးတာကိုကျုပ်ပြီးတော့ပြောတာကတိခိတ်နဲ့ကျုပ်ပြောလို့ရတယ်မဟုတ်လားပြနေတဲ့မှာဒီဖီအားနဲ့ရဝန်တစ်ခုအခြေအနေတစ်ခုပြနေတဲ့မှာဖြစ်ပေါ်နေတာကိုကြည့်ပြီးပဲဒီမှာမုန်နိုင်ဝင်မယ်ဆိုပြောတာအခုလည်းသူဝိရယသိ yes ရှင်နေမှာဖြစ်ပေါ်နေတဲ့ဆန္ဒကိုကြည့်ပြီးတော့ ဒီပင်ရာမြတ်စွာဘုရားကပဲနေမုံတိုင်းဝင်မဲ့ပြောတတ်လို့ပဲပဲတော့ဘုရားဖြစ်မဲ့လို့ပြောလို့ရတယ်နော်အလကယံပြောတာမဟုတ်ဘူးအလကယံပြောတာမဟုတ်ဘူးသူဝိရယတိတိရဲ့ရှင်နဲ့မှရှိတယ်ပဲတော့မှနောက်မဆုတ်တဲ့စန္ဒနော်နောက်ပဲတော့မှတုံမသွားတဲ့ဝိရိယခိုင်မာတဲ့စိတ်တဲ့နော် ရှင်နေပြတ်သားစွာတည်ပြင်းတဲ့အတိညာအဲ့ဒီအခြေခံအကြောင်းတွေကိုကြည့်ပြီးတော့ပြရိပ်ပေးတာဖြစ်တယ်။ဒါကြောင့်မို့လို့ဖရာရဲ့ပြတဲ့စကားဖြစ်ပေါ်နေတဲ့အခြေတွေအကြောင်းတရားတွေကိုကြည့်ပြီးတော့ဘာဖြစ်မယ်ဆိုတော့ပြောလို့ရတယ်နော်ပြောလို့ရတာအဲ့ဒါကို prophets previous နော်ပြရိပ်ပေးတယ်လို့ပြောတာအဲ့ဒါတို့ ပြရိပေးခြင်းအကြောင်းတွေရှိတဲ့တည်းပဲစန္ဒာလည်းတစ်ခုပါတယ်အဓိကရဆိုတာလုံးလုံးကဲကဲလုပ်တဲ့ကုသိုလ်သူလုပ်တဲ့ကုသိုလ်ကလူတွေကတော့ပေါ့ပေါ့ပြောလိုက်တယ်ဒီပင်ကရာမြတ်စွာဘုရားနဲ့တန်ငါတွေပွက်တယ်မှမနဲ့မနဲ့သူကိုယ်ဘဝနင်းသွားပါလူရဲပါမလားအဲ့လိုဘယ်သူမှမလူနိုင်ဘူးဘာလို့လို့ဆိုရင်ဘုရားနဲ့တန်ငါတသိမ့်ရှိတယ်လေ သူ့ကိုယ်ဘောဖြတ်သွားရင်မုံအောင်ဖြစ်သွားလေဦးနော်အဲ့တော့သူ့မိသားရဲ့တေကကိုယ်ကိုဝတ်ဆင်ပြီးတော့တရားခင်နေဆိုတာအသက်ဆင်းလို့ရတော့ကိုရှိတဲ့ပစ္စည်းကိုလွယ်တကူလှူတာမဟုတ်ဘူးနော်အသက်ကိုလှူတာလို့ခေါ်တယ်အဲ့ဒါကြတော့သူ့ကိုသူဆွတ်လွတ်ထားတာပါဖြစ်သွားသွားရှင်မောရမနေမနဲ့သူပေါ်နေသွားပါဆိုတာအဲ့ဒါသက်စွန်းအဲ့ဒါကိုအဓိကာရလို့ခေါ်တယ် နော်လွန်ခဲ့တဲ့ကုသိုလ်ကောင်းမှုပဲပြောတယ်အဲ့ဒါတွေကိုကြည့်ပြီးတော့ပြရိပေးတာပဲဒါကြောင့်မို့တခြားနေရာတွေမှာလည်းပဲကုသန္ဒဘလောက်ထက်သန်တယ်လဲလုံလဝိရိယဘလောက်ရှိတယ်လဲစိတ်တက်ဘလောက်ခိုင်ပါတယ်လဲအသိဉာဏ်ဘလောက်ရှိတယ်လဲဆိုတဲ့ဣတိပတ္တယလေးပါပြည့်စုံအောင်မြင်ရဲ့အကြောင်းတရား၄မျိုးကိုကြည့်ပြီးတော့ မြတ်စွာဘုရားတွေကဘာဖြစ်လိမ့်မယ်လို့ပြောကြတာနော်အကြောင်းပဲပြောတာမဟုတ်ဘာဖြစ်မယ်ဆိုတော့ပြောတာအဲ့တော့ကိုယ့်ရဲ့နဲ့မှာဖြစ်ပေါ်နေတဲ့အရာတွေဟာကိုကိုကိုအတိဆုံးမယ်နော်ကိုကိုအတိဆုံးမယ်အဲ့ဒီအချိန်တွေကစိတ်ဆန္ဒရှိသည့်အတွက်ကြောင့်အလူတန်းလည်းလူဖြစ်တယ်စွမ်းလည်းကြွေဖြစ်တယ်နော်ပုဒ်ကောင်မှုမှန်တယ်များလှုပ်ဖြစ်တယ်အဲ့ဒီလှုပ်ဖြစ်လိုက်တဲ့ mình đó để cứu tu ha, ở chỗ bì để cứu tu xin là, ra cho mu cứu tu sờ miu miu, đó là cứu tu cả, bị mít lưu lại để bị xì ha, lưu cái này em để thấy giàu tua bì, sờ lưu lại bì, nông nghiệp bì rồi lưu lại để, cô đi này ông lưu lại để suy, cô lưu à tham giàu to bì, anh tham giàu to bì, đi lại cho mana daripada wira menit tiga berantem badi yang bidu sulai dana daga sauma medu tani dan calai de kayu lai de surya tila aku dan nama jauh tahi dana ne tila tila sura kayu lai dana ku ku dan nama si tahi ma pao miyap mepsep cindi tila aku mandi ni re nukore Ini, temara nasir nasur ya tila, kutanama yausila. မကျွလွန်သေးသမျှဒီသီလကိုတဏမရှိနေပါဝနာကြတော့နှုတ်နဲ့မပါဘူးကနာလို့လက်နဲ့မပါဘူးဆုလရဒါနာကုသကကာယကံမြောက်လို့ရတယ်နော်သီလကုသကနှုတ်မြက်ပြီးတော့ဆိုရမယ်ကာယကံစီကနဲ့ဆိုရမယ်ပါဝနာကမ္မထံလို့လုပ်တာကြတော့စေလို့ပဲစေလို့လုပ်ရမှာဖြစ်တယ် စိတ်လှုပ်ဆိုတာခန္ဓာကိုယ်ကဘယ်လိုပဲနေနေကိုယ်စိတ်ထဲမှာတတိတွေတို့အောင်တမာရီတွေတို့အောင်ပညာတွေတို့အောင် စိတ်နဲ့ပဲနေခြင်းရတယ်ဒါကြောင့်မလို့ကမ္မထန်ထိုင်နေလို့ပြောတာဟာရေဘူးရအနေနဲ့ပြောတာထိုင်သည့်ဖြစ်စေဘယ်လိုနေနေကမ္မထန်လှုပ်ဆော်လို့ရတယ်စိတ်နဲ့လှုပ်အောင်ထိုင်နေတိုင်းစိတ်ကမပါတဲ့လူတွေမရှိနိုင်ဘူးလား ိုင်တော့ထိုင်နေတယ်ခုတွေးတီတွေးတွေးနေတယ်အဲ့ဒါကမ္ဘာထိုင်တော့မဟုတ်တာအဲ့တော့ဆိုလိုတာကစိတ်အလုဟာကိုယ်စိတ်ထဲမှာပါဖြစ်နေတယ်ဆိုတဲ့ပုံမှာမူတည်ရမယ်။နော်တတိတွေတူတယ်ကိုထားတဲ့ကမ္မထန်တပြီဆိုရင် အာယုန်တစ်ခုကိုဆုတ်ကိုက်ထား။ခြေတိုင်းသဘောပြုကိုယ်စိတ်တွေကိုပြန်မှထားမလဲ။အဲ့ဒီစိတ်အာယုန်ပြုတဲ့နေရာလေးတစ်ခုကို စိတ်ဆိုင်ထားဆိုရသူထွက်လေဝင်နေပေါ်မှာစိတ်ဆိုင်ထားမလားတခုစိတ်ဆိုင်ထားလိုက်ဒါလွယ်ဆုံးပြောရင်တော့ထွက်လေဝင်နေရကုသနာမှာဖြစ်နေတာဆိုတော့ရှားစရာမလိုဘူးပေါ့နော်၂၀နှစ်ရှင်နေကြတာဆိုတော့အဲ့ဒီပေါ်မှာစိတ်ဆိုင်ထားစိတ်ကိုမလွှဲအောင်လုပ်တာစိတ်ကိုမလွှဲအောင်လုပ်တာပါနဲ့လောက်ရမလဲလို့ဆိုရင်တတိ တတိထာမယ်စိတ်ညင်အောင်လုပ်ရမယ်အရေးကြီးတာအနာပါဏတတိဆိုတာရသဗျာကတတော်ဝအတတတိတတော်ဝပတတတိလို့သူဟောတာတတိရှိပြီးတော့အသက်ရှူပါတတိရှိလေအသက်ကိုထွက်တဲ့ကိုထုတ်ပါလို့လေးလေးဝင်နာထွက်တာကိုမြဲတဲ့တတိနဲ့လုပ်ရမယ်ရသဗျာဟောတာအဲ့လိုဟောတာ တတိရှိရှိရှုပါတတိရှိလည်းပဲလေးဥထုတ်ပါအဲ့ဒါဘလောက်ကြအောင်ရှုမလဲဘလောက်ကြအောင်ထုတ်မလဲဆိုတဲ့ပုံမှာမူတည်တယ်တတိကရှိနေရမယ်အများလားတတိမပါပဲနဲ့ရှုမိတာမပါစေရဘူးတတိမပါပဲနဲ့လေးဥထုတ်ပြီးတာမပါစေရဘူးတတိကပဲမှရှိနေဒီအယုတ်ပုံမှာပဲရှိနေဒါစိတ်နဲ့လောက်ရမှာเนาะ စိတ်နဲ့လောက်ရမယ်ဟာကိုကနေ့ခေကြတော့ဦးတမရိယအောင်လို့ဆိုပြီးတော့ဒါတော့လူရည်ရဲ့ဆရာကတော့တပြိုစီပေါ့အကျိုးရှိတဲ့လူလည်းရှိမှာပေါ့ရှူရှဲရှူရှဲနဲ့တခန်းလုံးရှူရှဲနေအောင်ရှူကြတာလည်းရှိတယ်ပေါ့နော်ဘာလို့လို့ဆိုရင်စိတ်ကိုတခြားမရအောင်လုပ်တာပေါ့ရသဗျာကတော့စိတ်ကိုပဲထိန်ခိုင်းတာနော် စိတ်ကူပဲအေးစိစိနဲ့တည်တည်ငြိမ်ငြိမ်လုပ်နေအောင်လေ့ကျင့်ရမှာအဲ့ဒါကိုအပြင်းထန်ရှူတာအပြင်းထန်လှုပ်တာကြတော့ဘာဖြစ်လာတာတုံးဆိုလို့ရှိရင်ခန္ဓာကိုယ်ရပင်မှန်းလာရှူရှဲရှူရဲလို့တော့ခန္ဓာကိုယ်ရပင်မှန်းလာတယ်ပင်မှန်းလာတဲ့အခါကျတော့ဘာဖြစ်တယ်အစ်ချင်လာမယ်သို့မဟုတ်ငိုက်သွားမယ်အတူပဲဖြစ်ဖြစ်ခန္ဓာကိုယ်ဆိုတာ အလွန်ကြီးခိုင်းလို့ရှိရင်ပြင်မှန်တော့မသေးကြတယ်နော်လုံနိုင်တဲ့စွမ်းရည်တွေကြလာကြလာတဲ့အခါသူညိမ့်သွားတာအဲ့ဒီညိမ့်တာလေးကအာယုမမညိမ့်ရင်တော့ကောင်းတယ်စိတ်ဆုံးနေပြီးတော့ညိမ့်သွားတာကျတော့မကောင်းဘူးလို့ပြောမှာပဲနော်အဲ့တော့လောကကြီးမှာမျိုးစုံကတိခင်မှာတော့ရှိနေတယ်နော်မျိုးစုံကတိကိုကြရဲ့နှလုံးပေါ့ ယသဗျာကတော့ဘာဝနာဆိုတာစိတ်လို့ပဲစိတ်လို့ဆိုတော့စိတ်တည်းကနေပြီးတော့ပဲတည်ငြိမ်အောင်လုပ်မှာဒါအဓိကစိတ်မပါလို့ရှိရင်ဘလောက်ပဲလုံနေနေနော်ဘလောက်ပဲထိုင်နေနေစိတ်ကတခြားရောက်နေတော့အကျိုးရှိမှာမဟုတ်ဘူးအဓိကတော့စိတ်ပဲစိတ်ကိုကိုထားတဲ့အာယုန်ဒီပေါ်မှာငြိမ်နေအောင်လုပ်ဖို့လိုတယ်ဒါကမ္မထာရဲ့အနှစ်သာရကိုပြောပြတာ နော်နေတာတော့ပြောပြတာကိုဟာအဲ့ဒါလုံးမစိတ်ငြိမ်မယ်ဆိုရင်လုံးပေါ့အဓိကနေတာရအမြတ်ကစိတ်ငြိမ်မှုပဲအဓိကနော်အဲ့ဒီစိတ်ငြိမ်တဲ့အခါမှလည်းပဲတကယ်ကိုထားတဲ့အာယုံကိုပြပြသားသားသိပြီးတော့စိတ်ငြိမ်တာလားသို့မဟုတ်ပင်မှန်းပြီးငြိမ်သွားတာလားလူမပြောနဲ့မြောက်တောင်ဆောပါမြရဲ့ငိုက်လား ကလေးတွေလည်းဆောရင်နောက်ကြအိတ်သွားတာပဲလေခန္ဓာကိုယ်တစ်ခုဟာပြင်းမှန်းသွားလို့ရှိရင်ရုပ်ပြင်းမှန်းရင်လည်းအိတ်သွားတာပဲနော်အဲ့တော့ရုပ်ကိုတော့ရုပ်ပြင်းမှန်းပြီးတော့အိတ်သွားတာတော့ကမ္မထာမဟုတ်ဘူးအိတ်တာကအိတ်ချာပဲဆိုလိုတာကစိတ်လန်းလန်းဆန်းဆန်းနဲ့အမှန်တိဒီဘဝတိကကြတယ်ဟိုကိုယ်ကိုစဉ်းစားဖို့ပဲကိစ္စပဲဖြစ်ဖြစ်ကိုယ်ကိုစဉ်းစားရမယ် စဉ်းစားပြီးတဲ့အခါကျတော့ကိုယ်အတွက်ပြင်းပြင်းရှုမှတမာရရတယ်ဆိုရှုဒါကိုယ်နဲ့ကြိုက်တယ်နော်အဲ့လိုမဟုတ်ပြင်းပြင်းရှုလို့မောသွားရလားနော်မောသွားရလားတမာရလားညိတ်သွားရလားအိတ်ချင်တာလားတော့ဆုံးဖြတ်သိသိချာချာကြည်ရမှာကိုယ့်အကူဒါတော့ကြိုက်ကန်ရှင်းမသိနိုင်တယ်ဂျန်နဲ့လူမသိနိုင်တော့တော့မြတ်စွာဘုရားဟောတာတော့တတိရှိဖို့ပဲ တိကတတိရှိဖို့ပဲဟောတာနော်တတိထားနိုင်အောင်ပဲကြိုးစားကြိုးစားရမှတတိတတိနဲ့ဝီရိယကနေတော့အပြေးပြီးတော့တတိနဲ့နေရမှာဝီရိယဆိုတာတခါတခါလွန်ကဲသွားတယ်ဝီရိယလွန်ကဲလို့ရှိရင်ပြတ်မှတ်ကိုမမှန်ဘူးနော်စိတ်တန်တော့အချင်းပြတ်မှတ်ကိုမအဲ့တော့သိလည်းမတင်လဲရဘူးစောင်းတည်တယ်လို့ပဲစောင်းကြူရီဒါတင်တဲ့အတိုင်းကမဆက်ဆက်ဖြစ်သွားမယ် ဆောင်ကျူရီရောနေရင်လည်းအသက်မသာဘူးအဲ့တော့အလေလက်လေးမထားလို့ရမယ်တရားထုတ်တယ်ဆိုတာအလေလက်မထားနေရမယ်မြဲတာနော်ထားပြီးတော့ပုံမှန်နေမနေအောင်ကြိုးစားတာအဲ့တော့ပါဝနာဆိုတာစေလို့လို့ဆိုတာဟုတ်တော့မှတ်တာဟုတ်လို့တယ်နော်ကိုယ်ကရလို့မဟုတ်ဘူးစေလို့စိတ်ထဲမှာပဲအယုံနဲ့စိတ်နဲ့အမြဲတွေးနေအောင် တွေ့နေတဲ့အချိန်မှာကိုယ်ပါတတိတွေရတိုးတက်သလားသမာဓိတွေတိုးတက်သလားအဲ့ဒါပဲကြည့်ရမှာဖြစ်တယ်နော်ဒါကဘာဝနာကုသိုလ်အဲ့ဒီကုသိုလ်တွေထဲမှာဘာဝနာကုသိုလ်ကအမျက်ဆုံးပဲလို့ပြောတယ်နော်ကုသိုလ်တွေရအောင်ညီမျိုးမျိုးနဲ့ကြိုးစားကြတယ်အဲ့ဒီကုသိုလ်တွေထဲမှာအလွယ်ကုဆုံးကဘာလို့ဒါနာကုသိုလ်ဒါနာကုသိုလ်ဆိုအလွယ်တယ်လွယ်တယ်ဆိုတာကို ဘာကြောင့်လွယ်တယ်လို့ပြောတာတော့လို့ဆိုရင်သူကကိုရှိတာလေးပေးလိုက်ဒါနာကုသဖြစ်တာ။အဲ့ဒါကြောင့်လို့လွယ်တယ်လို့ပြောတာနော်။ဒါလည်းပဲလွယ်တယ်လို့ပြောနိုင်တာမဟုတ်ဘူးနော်။ကိုစိတ်ဆန္ဒအားလျော်စွာဖြစ်တာပေါ့။ဒါနာကုသကသီလကုသနဲ့စာရင်လွယ်တယ်လို့ပြောတယ်။သီလကုသကြတော့တသလုံးထည့်ရမှာ။နော်တသလုံးထည့်ရမှာစောင့်ထည့်ရမယ်။ကျွလို့မှုမပြူရဘူး။ ကာယကဝစီကံကာယကနဲ့ဝစီကံကိုထိရမယ်စိတ်ကိုထိနာမဟုတ်သေးဘူးဘာဝနာကုသိုလ်ကြတော့စိတ်ထိနာဖြစ်သွားတယ်ဆိုလိုတဲ့အိဗေကတာတကုသိုလ်ကကိုရှိတာပေးလိုက်တယ်တာတခုနော်သီလကုသိုလ်ကြတော့မလုံတဲ့နာကိုမပြောတဲ့နာကိုရှောင်းလိုက်တယ်လုံတဲ့မလုံတဲ့နာကိုရှောင်းလိုက်တယ်ရှောင်းခြင်းမူနဲ့သွားတယ်သီလကြတော့ပေးတာလည်းမဆိုင်တော့နော်ရှောင်းတာ ပါဝနာကုသိုလ်ကြတော့စိတ်ထဲမှာနေမမတွေ့တဲ့နာကိုမတွေ့အောင်မတွေ့မိအောင်ထိန်းတယ်။အဲ့တော့အဲ့ဒီသုံးခုကတဆင်နဲ့တဆင်ပို့ခက်သွားတယ်လို့ပြောတယ်နော်ပို့ခက်သွားအဲ့ဒီမဲ့ဒါနာကုသိုလ်အလို့ရဆုံးမဲ့ပြီးရင်သီလကုသိုလ်ခက်တယ်။သီလတဲ့ပါဝနာကုသိုလ်ခက်တယ်။အကျိုးကိုကြည့်တဲ့အခါကျတော့လေဒါနာတဲ့သီလကပို့တမ်းပို့ကြည့်တယ်။ သိလာတဲ့ပို့ပြီးတော့ဘာဝနာတပ်ဖို့ကြည်တယ်လို့ပြောတခုနဲ့တခုမတူဘူးပေါ့နော်အဆင့်မြင့်မြင့်သွားတယ်အဲ့တော့အခက်ဆုံးကပါစိတ်ထိမွေအခက်ဆုံးနော်ကျန်တာအဲ့တော့ကုသကောင်းမှုတုံကြတယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားရဲ့ဒေသနာတော်ဟာနှစ်ဆင့်ခွဲပြီးတော့ဟောတာပထမအဆင့်ကတန်တရာတဲ့မှာချမ်းညာသာသာနေထိုင်နိုင်ဖို့ဒါတခု studia seng atani au kalupu tina khushi re no ro dai ai dwara au pyora tani are ma chanda dada ni bu jaro palwar tana gudule dware tila gudule layare pawana gudule dware tabi menu neban thi au ma pao yau pai ne bwa ma sin ye dukha yo ba pi ro chanda dada ni lu yar chanda re so ba phit mui la re kai chai ma တာနာကုသိုလ်လုပ်ခဲ့သည့်အတွက်ကြောင့်ချမ်းသာတဲ့အိမ်မှာလူသွားဖြစ်တယ်အလုတ်ကိုပေးမပတ်မလို့ရပဲနဲ့စားစရာဝတ်စရာနေစရာပြည့်စုံတယ်ဒါကတခုနော်အဲ့ဒါတာနာကြောင့်ဖြစ်တာသီလရှိခဲ့သည့်အတွက်ကြောင့်မွေးတဲ့ဇမကြီးကောင်းတဲ့သက်ရှိတယ်ဒါသီလနဲ့ဆိုင်ပါဝနာကုသိုလ်ရှိသည့်အတွက်ကြောင့်အံ့ကျူးမြင့်နေအံ့ကျူးမြင့်လို့ဤကျူးလည်းမြင့်တာ ခုခေတ်စကားနဲ့ပြောလို့ရှိရင်နော်အဲ့ဒါဘာဝနာကုသိုလ်နဲ့ဆိုင်တယ်အဲ့တော့အင်ကျူမြင့်နဲ့အီကျူမြင့်နဲ့ဆိုတော့သူ့ဘဝချမ်းသာဖို့အတွက်အထောက်အကူတွေအများကြီးရသွားတယ်ဆိုတော့တန်နေရတဲ့မှာအဲ့ဒီချမ်းသာတတ်နေထိုင်မှုအတွက်မြတ်စွာဘုရားကုသိုလ်ကောင်းမှုလုပ်ပါအဲ့လုံလို့ရှိရင်ကုသိုလ်ကောင်းမှုဆိုတာတတ်တာလွယ်ကူမှုဖြစ်စေတယ်ဒုက္ခဝိပါကဆိုတာ ku telah tu kau ipa kala kena ku tu ka apa wa mata tasir apa wa ye ke ke ri u tata tu ka sura tata ra pyo comfortable no dia tanya sa tau ya lwe ku bu tu ka lo kho ra eri tu ka u ta mo lu chan da re so yin du ri ya pisi o sa po re lo twa the ni ra mo chan da ra ne pisi po ra de ta cha si ပစ္စည်းပေါ်ပြီးမချမ်းသာတဲ့လူတွေအများကြီးပဲစိတ်မချမ်းသာဖြစ်နေအဲ့ဒါကိုပြောတာမဟုတ်ဘူးဒုက္ခဆိုတာ easy to accept နော်ကိုယ်ခန္ဓာကိုယ်ကလက်ခံလို့လွယ်တဲ့ဟာတွေပဲဒုက္ခကြီးပဲယသည်ဥဒုအေးပူတဲ့အချိန်မှာအေးလေးဆိုရင်လွယ်လွယ်ကူလက်ခံရအောင်နော်အေးတဲ့ယသည်မှာနှွေးတဲ့ဆင်သဘောကြအဲ့ဒါကိုဒုက္ခလို့ခေါ်တယ် အဲ့လိုပုံပဲနဲ့ပူတဲ့အချိန်မှာပိုပူလာတဲ့ဆိုရင်လက်ခံမှုခက်တယ် typical to accept လက်ခံမှုခက်တာဒုက္ခလက်ခံမှုတွေ့တာဒုက္ခအဲ့ဒါသဘောဝတရားပဲဒုက္ခဒုက္ခဆိုတာအဲ့တော့ကိုယ်ဘဝဟာတက်တက်တာတာဖြတ်တတ်နေရပဲရပဲဖြစ်ဖြစ်အခက်အခဲရှိဘူးလွယ်တဲ့ကိုဖြစ်လာတဲ့ဆိုရင်ဒါဒုက္ခပဲအဲ့ဒီဒုက္ခကိုကုသကောင်းမှုကဖြစ်စေတယ်နော်အစသာရအစဉ်ပြေမှုဖြစ်စေတယ် သို့တော်သူမလုံနိုင်တဲ့ခြံနာပါလို့စေဘဝတစ်ခုမှာနောက်ဆုံးမှဥရတဲ့ဒုက္ခသိရတဲ့ဒုက္ခတော့သူမတားဆီးနိုင်နော်အဲ့ဒါတော့သူကားွယ်မပေးနိုင်မပေးနိုင်သည့်အတွက်ကြောင့်ကုသကောင်းမှုလုံသည်ဖြစ်စေမလုံသည်ဖြစ်စေနောက်ဆုံးဘဝကိုဆုံးသတ်ကြတော့သိဆုံးရတယ်ရှားဝေးထားတဲ့ပစ္စည်းတွေထားခဲ့ရတယ်အလုံးထားပြီးတော့သွားရတယ် အဲ့ဒီတခုတော့ကောက်ရလို့မရဘူးအဲ့ဒါမြတ်စွာဘုရားက ပထမသံဃာတွေမှာချမ်းသာစွာနေနိုင်ဖို့အတွက်ဟောတာနိဗ္ဗာန်သွားခြင်းတော့မင်းဆွရမယ်အဲ့ဒီအပြာကြီးပဲပါရိဆွရမယ်တရားရှိတယ်ဆိုတဲ့အတွေ့အဆုံငါဆိုတဲ့အတွေ့အဦးနဲ့ဆုံငါဟာဆိုတဲ့အတွေ့အဦးနဲ့ဆုံပါပဲရှိလို့ရုပ်တဲ့နဲ့နှစ်ခုပဲရှိတယ်လို့သိအောင်လုပ်နော်တကယ်လက်တည်းနှစ်ခုပဲရှိတာ ယုတ်တဲ့နဲ့နဲ့နှစ်ခုပေါက်ဆက်ပြီးတော့ဖြစ်နေတာလို့သိအောင်လုပ်ရမယ်အဲ့ကြတော့အဲ့ဒါကြတော့ခုနအဲ့ဒီအကုန်ဆုံးလိုက်တယ်နော်အတွေ့အကြုံအစအကုန်ပြောင်းပြစ်တာကိုယ်ခန္ဓာကိုယ်မှာရှိတာယုတ်တရားနဲ့နန္တရားဒီနှစ်ခုပဲရှိတယ်အဲ့ဒီနှစ်ခုလည်းကိုယ်ပိုင်တာမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်နေတာဒါပဲကိုယ်ကထင်နေတာကိုယ်လုပ်တယ်လို့ထင်နေတာမဟုတ်ဘူးအကြောင်းတရားတွေကလုပ်နေတယ်ကိုယ်အမိတ်ပေးလို့ရတာတခုမှမရှိဘူး ကိုဖြစ်ချင်တဲ့ဖြစ်တာတခုမှမရှိဘူးသူဖြစ်ချင်တာဖြစ်နေတာเนาะလူတွေကတော့ကိုချေကိုလက်ကိုပိုင်နေလို့ထင်တာလေဖြတ်သွားတဲ့အခါကျတော့မပိုင်မှုဆက်တည်သွားเนาะလေဖြတ်သွားပြီဆိုရင်သူဘာမှလုပ်လို့မရတော့ဘူးလေကိုအဲ့ဒါလေကိုချေကိုလက်ပဲထင်လာတာလေဖြတ်သွားရင်လှုပ်ရှားလို့မရတော့ဘူးလက်ကြည့်ရှိလဲသုံးမွင်တော့ခြေတော်ရှိလဲသုံးမွင်တော့เนาะဆိုလိုတာက ူကသူလှုပ်ရှားနေတာကိုကိုကြောင့်လှုပ်ရှားတယ်လို့ထင်နေတာတကယ်ကတော့အကြောင်းအကျိုးညီညွတ်နေလို့ဖြစ်နေတာကိုကိုလှုပ်တယ်လို့ထင်နေတာအဲ့တော့ကိုလှုပ်တာတခုမှမရှိဘူးအလုံးဟာသူအကြောင်းနဲ့သူဖြစ်နေတယ်လို့သိလာတဲ့အစင်ကြရဲ့နော်ခုနကနောက်ထပ်ထပ်သေးဘူးမရှိတဲ့နေရာခန္ဓာကိုယ်လုံးဝချုပ်ငြိမ့်သွားတဲ့အစင်ကိုပေးတာအဲ့ဒါကိုနိဗ္ဗာန်လို့ခေါ်တာပဲနော်နိဗ္ဗာန်ဆိုတာ no? <laughs> ကိလေသာကံကြောင့်ဖြစ်လာတဲ့ယုတ်ဒိနံนี่မရှိတော့တာလောဝချုပ်ကျိန်သွားတာတန်တရားရဲ့မှရှိတဲ့ယုတ်ဒိနံนี่ကိုမြတ်စွာဘုရားကဒုက္ခလို့ခေါ်တယ်အိဗတ်ကြတော့အဲ့ဒီဒုက္ခတွေချုပ်ငိမ်သွားတယ်လို့ပြောတာနော်အဲ့ဒီဒုက္ခတွေမရှိတော့မရှိတော့ရင်သိတတ်တဲ့ဒုက္ခမရှိသည့်အတွက်ကြောင့်သိခြင်းတရားလည်းမရှိတော့အဲ့ဒါကမြတ်စွာဘုရားရဲ့အစင်မြင့်တရားပဲဖြစ်တယ်နော် အဲ့ဒီကိုသွားဖို့အတွက်ဥတီပန်းချက်ဥတီချက်တော့ထားရမှာဖြစ်တယ်နော်နိဗ္ဗာန်ကိုဥတီတယ်ဆိုတာအဲ့ကြတော့မှအသေးလွတ်မှာနှုတ်ဆင်သေးခြင်းတရားမလွတ်နိုင်ဘူးဒီကြားထဲမှာအဲ့ဒါကြောင့်သံတရားနဲ့နိဗ္ဗာန်ဒီနှစ်ခုကိုခွဲခြားမှတ်သားတာပြီသံတရားတွင်မှချမ်းသာဖို့လုပ်တာကတစ်ခုနိဗ္ဗာန်ကိုရဖို့လုပ်တာကတစ်ခုနော်သံတရားတွင်ကနေပြီးတော့နိဗ္ဗာန်ကိုရည်စူးပြီးတော့လုပ်ကြရတာဖြစ်တယ် အဲ့ဒီသဘောတရားလေးတွေကိုမှတ်သားထားပြီးတော့ကိုလုံးတဲ့ကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ကိုဥတီထားရာဟာအကောင်းဆုံးပဲဖြစ်တယ်။နောက်ဆုံးတန်တရားကလွတ်မြောက်တဲ့နိဗ္ဗာန်ချမ်းသာတရားကိုကုသိုလ်ကဆွမ်းဆောင်မှုပေးလိုက်မယ်လို့ယုံကြည်ချက်ထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း။